ပြောလို့ဆရာဝန်ခေါ်လာပါဆိုတော့ဘလို့ဆရာဝန်မျိုးခေါ်လာဘာလဲကြီးမီဟာပါရင်းကိုယူနေပြီလို့ထင်နေတာအဲ့ဆရာဝန်ခုထပ်ချက်ပြန်ထုတ်လိုက်ရင်းဒေါသမထိုင်းနိုင်ဒီထက်ကိုစိုးမယ်နော်ဟုတ်ပါဒါဆို ခုမင်းရဲ့ရင်ထဲကရင်းဆိုတဲ့ပန်းပွင့်လေးကြွေကျသွားပြီဆိုတာသိကြရဲ့လား ယောဂလက္ခဏာတွေတော့ကြီးကြီးမားမားဘာမှမရှိဘူး။ဒါနဲ့အိတ်မပြောဘူးဆိုတော့စိတ်ညစ်စရာပြဿနာတွေညာရှိနေလား။ပြဿနာရလို့တော့အထွေထူးမရှိပါဘူးဒေါက်တာ။စိတ်နည်းနည်းညစ်နေရ။ဒါဆိုရင်ဇာအိတ်ဆေးပေးခဲ့မယ်။ဒါပေမဲ့ကိုယ့်ဘာသာကိုတော့စူးစမ်းပြီးအိတ်ကြည့်စေခြင်းလေ။ဘလို့မှအိတ်မပြောတော့ဘူးဆိုမှဆေးကိုတောက်စေခြင်းလေ။ဟုတ်ကဲ့ပါဒေါက်တာ။ ဒါနဲ့အိတ်မပြောတဲ့အချိန်တွေမှာဟိုတွေးဒီတွေးနဲ့မရှိတဲ့အယုတ်တွေကိုမြင်တာမျိုးတို့မရှိတဲ့အတန်တွေကိုကြားတာမျိုးတို့ရောချစ်သေးလားဖြစ်ပါဥပမာတယောက်ယောက်ကအန်ရဲ့လာပြူတော့မယ်လို့ထင်နေတာမျိုးဒါမှမဟုတ်ဒီမရှင်တမောက်အယူလို့ထင်ပြီးတော့အဲ့ဒီမိကုန်းနေလာမင်းနေကျမအယူမဟုတ်ဘူးထွက်သွား ရှေ့ကိုကတင်ထွက်သွားကျမဒေတာကောမရိုင်းရင်ဦးလားတမီးရှေ့ကိုဘာပြောကြီးမေကြီးမေဘာမှမပြောနဲ့ရင်းကအိတ်မပြောလို့ဆရာဝန်ခေါ်လာပါဆိုတော့ဘလို့ဆရာဝန်မျိုးခေါ်လာဘာလဲကြီးမေကဘာရင်းကိုယူနေပြီလို့ထင်နေတာလဲအဲ့ဆရာဝန်ခုချက်ချက်ပြန်ထွက်လာရင်းဒေါသမထိုင်းနိုင်ဒီထက်ကိုစိုးမယ်နော်ဟုတ်ပါဟာ ငါနာမည်တိမ့်ညွတ်ရှင်ငါနာမည်တခါရွတ်တိုင်းပိုးစိုးပတ်ဆက်ခံစားစေရမယ်ခံစားစေရမယ်